စစ်ပွဲရဲ့အရှိန်အားအခုဆိုရင်ရုရှားနိုင်ငံရဲ့နယ်နိမိတ်တွေကိုပါချုံလွန်ပြီးအိမ်တကာဝါအထိတိုက်ရိုက်ရောက်ရှိလာပြီလို့ဆိုရမယ့်အခြေအနေပါပဲ။ဒမရပူတင်ရဲ့မျက်မှောက်မှာတင်ရုရှားလူအဖွဲ့အစည်းကြီးတစ်ခုလုံးက အစအစအရရတဖြည်းဖြည်းနဲ့ဖြိုကွဲပြက်စီးလာနေတာကိုရှင်းရှင်းလင်းလင်းတွေ့မြင်နေရပါတယ်။ခရမလင်နန်တော်မှာချမှတ်ထားတဲ့ဘလို့အစီအစဉ်မဟာဗျူဟာမှလည်းအရာမရောက်တော့ပဲဒီအကြက်တဲဟာအခုဆိုရင်တို့ရဲ့အာနာတီမြေကြီးကိုပါတိုင်းရိုက်ချိန်ချောက်လာနေပြီလို့သုံးသပ်နိုင်ပါတယ်။ပထမဆုံးသီးသာထင်ရှားတဲ့အချက်ကတော့ရုရှားနိုင်ငံဟာမိမိနိုင်ငံတော်ကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်စွမ်းမရှိတော့ဘူးဆိုတာပဲဖြစ်ပါတယ်။ အခြေအနေကဘလောက်ထိဆိုးရွားနေပြီလဲဆိုရင်ရုရှားရဲ့တပ်ဖွဲ့ဝင်တွေကပြည်သူတွေကို drone တွေရဲ့တိုက်ခိုက်မှုရန်ကနေဘလို့ရှောင်တိန်ပြီးတော့ထွက်ပြေးရမလဲဆိုတာကိုတောင်မှလူ widetilde များတဲ့ TikTok video တွေဖန်တီးပြီးတော့သင်ကြားပေးနေရတဲ့အထိဖြစ်နေပါပြီ။ဒီလိုအစိုးရကိုယ်တိုင်ကပြည်သူကိုဂျိုတင်ကာကွယ်ဖို့ video လုပ်ပေးနေရတာကနိုင်ငံရဲ့လုံခြုံရေးအခြေအနေဟာအလွန်အမင်းရှုံရင်းပြက်စီးနေပြီဆိုတာကိုဖော်ပြနေပါတယ်။ဒီလိုလုံခြုံရေးကိစ္စမလုံလောက်မှုတွေအပြင် ူတင်ဟာအခုဆိုရင်နိုင်ငံထဝမ်းမှာအင်တာနက်ကွန်ရက်ကိုထိတ်လန့်တကြားနဲ့တဖြည်းဖြည်းပိတ်ပစ်လာနေပါတယ်။အကြောင်းပြချက်ကတော့ယူကရိန်းဒရုန်းတွေကိုဓာစီဖို့လို့ဆိုပေမဲ့အမှန်တကယ်တော့ဒီစစ်ပွဲရဲ့အခြေအနေမှန်တွေကိုရုရှားပြည်သူတွေမသိအောင် အမောင်ချဖို့ကြိုးစမ်းနေတာဖြစ်ပါတယ်။သတင်းအချက်အလက်စီးစင်းမှုကိုထိန်းချုပ်ပြီးတော့စစ်ပွဲနဲ့ပတ်သက်တဲ့စိုးကျိုးတွေကိုဖုံးကွယ်ဖို့လှုံ့ဆော်နေခြင်းပဲဖြစ်ပါတယ်။ဒါအပြင်စီးပွားရေးအခြေအနေကလည်းဆိုးရွားစွာပြိုလဲကျဆင်းလာနေတာကြောင့်လူလူရဲ့ဒေါသတွေက ပုတ်ပွတ်ဆူလျံပြီးတော့လမ်းမတွေပေါ်ကိုရှန်ကြလာနေပြီပဲဖြစ်ပါတယ်။ပြည်သူတွေကအလောက်ကင်ခွန်လန်းနေမရှိတော့ပဲခက်ခဲကြက်တင်းနေရတဲ့အချိန်မှာအခုလောအင်တာနက်ပါပိတ်လိုက်တဲ့အတွက် အလောက်ကင်ရှာဖွေဖို့ဆိုတာလဲလုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိစေခဲ့ပါတယ်။ ဒီအချိန်လေးကရုရှားလူ့ဖွဲ့စည်းရဲ့လူမှုဖွဲ့စည်းပုံကို စာသားအတိုင်းစုပ်ဖြဲဖြစ်နေတယ်လို့ဖြစ်နေပါတယ်။နိုင်ငံရဲ့အတော်ဆုံးအထက်မြတ်ဆုံးပညာတတ်လုပ်သားတွေဖြစ်တဲ့ဆရာဝန်တွေ၊အင်ဂျင်နီယာတွေနဲ့နေပညာရှင်ပရိုဂရမ်မာတွေရလည်းအလုံးအရင်းနဲ့နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြတာကြောင့်နိုင်ငံရဲ့အနာဂတ်အတွက်စိုးရိမ်စရာအခြေအနေတစ်ခုပါပဲ။အခုလိုမျိုးလူဖွဲ့စည်းတစ်ခုလုံးပြိုလဲပြန့်စည်းလာမှုဟာယူကရိန်းစစ်မြေပြင်ကရှုံးနိမ့်မှုတွေထက်တောင်ပူတင်အစိုးရအတွက် ပုံမကြီးမားတဲ့ချိန်ချမှုတစ်ခုဖြစ်လာနေပြီလို့ဆိုနိုင်ပါတယ်။ဒီစစ်ပွဲကပူတင်အကျွတ်ဘလောက်ထိအခြေအနေဆိုးရွားနေတယ်လဲဆိုတာကိုအကောင်းဆုံးသတိဖော်ပြနေတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ရုရှားအရာရှိတွေကပြုလုပ်ခဲ့တဲ့ TikTok ဗီဒီယိုမှာပြောကြားခဲ့တဲ့လမ်းညွှန်ချက်တွေကိုကြည့်လိုက်တာနဲ့တင်သိနိုင်ပါတယ်။ TikTok ဗီဒီယိုထဲမှာပြောတာကကောင်းကင်မှာတရှဲရှဲအတန်ဒါမှမဟုတ်မျက်ရည်ဆက်အတန်လိုတဝီဝီမြည်တမ်းကြားရရင်ပြီးတော့မီတာ100လောက်အမြင့်မှာပုံသဏ္ဍာန်တစ်ခုခုကိုတွေ့ရပြီဆိုရင်ဒါဟာ လူမဲ့လေရင် drone ဖြစ်နိုင်ခြေများပါတယ် တွေ့ရတဲ့ချက်ချင်းခိုအောင်ဖို့နေရာကိုရှာဖွေပါအဲ့ဒါကအဆောင်အုံတစ်ခုမြေအောင်လန်ကားပါကင်ဖြစ်နိုင်တယ်လို့ကြီးစံအဆောင်နာရီရဲ့ပေါကွယ်မှုလိုင်းတွေကိုကာကွယ်ပေးနိုင်မဲ့တပင်းကြီးတပင်းလေးဖြစ်နိုင်ပါတယ်ကိုအခန်းထဲမှာဆိုရင်ပရင်းပေါနာကိုလုံးဝမကက်ပါနဲ့ဟင်မှန်စားရီကြောင့်တရားရနိုင်ပါတယ်အဆောင်အုံထဲမှာဆိုရင်ဖြစ်နိုင်သမျှအအောင်ဆုံးထက်ကိုဆင်းသွားပါကားထဲမှာဖြစ်နေပြီး drone တစ်စီးကိုမျက်နှာချင်းဆိုင်တွေ့နေရရင်ကားကိုရက်ကားရရထွက်ပြီးခိုအောင်စရာနေရာကိုရှာပါပောက်ကွဲမှုဖြစ်တဲ့အခါမြေကြီးပေါ်မှာဝစ် ချပြီးခေါင်းကိုလက်နဲ့အုပ်ထားပါဘလို့ချိန်နေမျိုးမှာမှလူမှုကွန်ရက်ပေါ်မှာ drone တွေရဲ့ဓာတ်ပုံနဲ့ video တွေကိုလုံးဝမမျှဝေပါနဲ့ဒါဟာရန်သူကိုလမ်းကြောင်းပြန်ချိန်ညှိပြီးနောက်တစ်ချိန်ထပ်မံတိုက်ခိုက်ဖို့အတွက်ကူညီပေးသလိုဖြစ်သွားနိုင်ပါတယ်ပြကြနေတဲ့ drone အနည်းတစ်ဝိုက်မှာ radio ဆက်သွယ်ရေးလက်ကင်ဖုန်းဒါမှမဟုတ် GPS ပါတဲ့ပစ္စည်းကိရိယာတွေကိုအသုံးပြုခွင့်ကိုလည်းထားမြက်ထားပါတယ် drone တစ်စီးကိုတွေ့ရှိခဲ့ရင် drone ကိုဖြစ်စေ သူရဲ့အစိပ်ပိုင်းတွေကိုဖြစ်စေဘလို့အခြေအနေမျိုးမှာမှတွားရောက်မထီတွေ့ပါနဲ့။ဒါကြောင့်လဲဆိုတော့သူတို့မှာအစိပ်အထောက်တွေပေါဝင်နိုင်တယ်လို့ ပေါက်ကွဲနိုင်တဲ့ NDA လည်းရှိနေလို့ပါဒီနေရာကနေအမြန်ဆုံးထွက်ခွာသွားပြီးရုရှားရဲ့အရေးပေါ်ဖုန်းနံပါတ်ဖြစ်တဲ့112ကိုချက်ချင်းဖုန်းခေါ်ဆိုပါအော်ပရေတာနဲ့စကားပြောတဲ့အခါ drone ကိုတွေ့ရှိခဲ့တဲ့အချိန်နဲ့နေရာအတိအကျစတဲ့အချက်လက်တွေကိုအပြည့်အစုံပေးဖို့လိုအပ်ပါတယ်။နိုးကြပြီးသတိရှိနေပါလုံခြုံရေးဆိုတာကိုယ်စီရပဲစတင်တယ်ဆိုတာအမြဲတမ်းသတိရကြပါဆိုပြီးအသေးစိတ်တင်ကြားပေးနေတာတွေကိုတွေ့ရမှာပါတကယ်တော့ဒီအရာရှိပေးခဲ့တဲ့အကြံဉာဏ်တွေက အခြေအနေတစ်ခုအရကြည့်မယ်ဆိုရင်မဆိုးပါဘူးလက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်ရုရှားနိုင်ငံရဲ့အရင်နဲ့ချက်လုံးနိုင်စွမ်း40ရာခိုင်နှုန်းနီးပါးဟာဒရုန်းတိုက်ခိုက်မှုတွေကြောင့်လေပတ်နိုင်ခြင်းမရှိဘဲရပ်ဆိုင်းနေရပါတယ်ဒီဆိုးကျိုးနေနဲ့ရုရှားနိုင်ငံရဲ့ဒေသပေါင်း58ခုလောက်က လောင်စာဆီပြက်လက်မှု Petroleum Crisis နဲ့ရင်ဆိုင်နေရပါတယ်အခြေအနေက ဒီလောက်တောင်ဆိုးရွားလာတဲ့အတွက်ရုရှားအစိုးရဟာနိုင်ငံအတွင်းမှာဓာတ်ဆီရောင်ချမှုကိုကန့်သတ်ချက်များချမှတ်ထားရတဲ့အထိဖြစ်လာပါတယ်။ဓာတ်ဆီဆိုင်တချို့မှာဆိုရင်တဦးကို10လီတာ3ဂါလန်ခန့်လောက်ပဲရောင်ချပေးနိုင်တော့တယ်လို့သိရပါတယ်။ဒါအပြင်ရုရှားဟာအခုဆိုရင်ဗီလာရုစ်နိုင်ငံကနေရေနံကိုပြန်လည်တင်သွင်းနေရတဲ့အခြေအနေကို တောင်ဆက်ရောက်နေပါပြီ။ဒီဖြစ်ပျက်တွေကနေကြည့်လိုက်ရင်သမ္မတပူတင်ဟာ ူကတိပေးထားခဲ့တဲ့အချက်တခုကိုနောက်ဆုံးမှာတော့အကောင့်ထဲပေါ်နိုင်ခဲ့ပြီလို့ခနဲတဲ့ပြောဆိုနိုင်ပါတယ်။အဲ့ဒါကတော့ရုရှားဟာကမ္ဘာကြီးအတွက်ဓာတ်ဆီဆိုင် တခုမဟုတ်တော့ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုအခြေအနေဆိုတွေဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းရင်းကတော့ရုရှားအစိုးရဟာယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုထိထိရောက်မတားဆီးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့သမ္မတပူတင်ရဲ့စူးစမ်းအားထုတ်မှုကိုတော့ ကျွန်တော်တို့အတိအမှတ်ပြုတင်ပါတယ်လို့ပြောရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ရုရှားနိုင်ငံမှာထူးခြားဆန်ပြတဲ့ဖြစ်ပျက်တစ်ခုကိုအားလုံးမျက်ဝါးထင်ထင်တွေ့မြင်နေရလို့ပါပဲ။အဲဒါကတော့နိုင်ငံတဝန်ကမြို့ကြီးဖြားကြီးတွေမှာအင်တာနက်ကွန်ရက်ကိုမြို့လုံးချို့တပြိုင်နက်ကြာပန်းပိတ်ပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ပူတင်ကတော့ဒီလိုလုပ်တာကယူကရိန်း drone တွေကိုထိန်းချုပ်တားဆီးဖို့လို့အကြောင်းပြပေမဲ့ဒီနည်းပြဟာကိုတော့ရုရှားနိုင်ငံသားတချို့က လုံးဝသဘောကျဖို့မရပါဘူး။ဒါကြောင့်လဲဆိုတော့ဒီလိုရဲ့ကြောင့်တို့ရဲ့နေစဉ်ဘဝတွေကစိုးစိုးရွားထိခိုက်နေတာနေရလို့ပါပဲ။ဒီအခြေအနေကိုတို့ဘယ်လိုခံစားနေရသလဲဆိုတာကိုကိုရိုင်းမဲနားချောင်ကြည့်လိုက်ပါအောင်။ရုရှားအမျိုးသမီးတဦးကလမ်းပျောက်ပြီးတော့စိတ်ထုံနေတဲ့ဗီဒီယိုထဲမှာအခုလိုပြောဆိုထားပါတယ်။အတူတူပြောရမယ်ဆိုရင်တို့ကဒီလိုဗီဒီယိုမျိုးတွေရိုက်ကြတယ်။စောနာပြောခဲ့တဲ့အရာရှိရဲ့ drone ကာကွယ်ရေးဗီဒီယိုတွေကိုရှင်းညွှန်းတာဖြစ်နိုင်ပါတယ်။ ကျမကတော့ကားမောင်းတဲ့နေရာမှာတိတ်မကျွမ်းကျင်ဘူး။ဒါကြောင့်လမ်းညွန်ချက်အတိုင်းတကားအထိမောင်းသွားဖို့ကြိုးစားနေတာ။သိစမ်းမှာကျမဒီနေ့အရေးကြီးတဲ့အစီအွေတစ်ခုရှိတယ်။အလားပြင်ပြီးစတိုင်အပြည့်နဲ့သွားဖို့ပြင်ဆင်လာတာ။အခုတော့အဲ့ဒီနေရာကိုရောက်ကိုမရောက်နိုင်တော့ဘူး။ဘာလို့လဲဆိုတော့မြို့လေကောင်မှာ GPS လုံးဝအလုံးမလုံးတော့လို့ပါပဲ။ခင်ဗျားတို့ရောဒီလိုအခြေအနေကိုဘယ်လိုထင်လဲ။ကျမတပတ်ပြီးတပတ်ပတ်မောင်းနေတာဘလုံးမဟုတ်ကိုယ်လိုမရဘူးတကယ်ကိုဘာမှလုပ်လို့မရတော့တဲ့အခြေအနေကိုရောက်နေပါပြီလို့ဆိုသွားပါတယ် ဒီရုရှားမျိုးသမီးရဲ့ခံစားချက်ကနေပဲမြင်တွေ့ရတဲ့အတိုင်းအင်တာနက်နဲ့ GPS တို့ရုပ်တရက်ပိတ်ပစ်ခံရတာက ။တာဝန်ပြည်သူတွေရဲ့နေစဉ်ဘဝကိုဘယ်လောက်ထိအနှောင့်အယှက်ပေးနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ဒရုန်းရန်ကိုကာကွယ်ဖို့ဆိုတဲ့အစိုးရရဲ့အကြောင်းပြချက်ကပြည်သူတွေရဲ့သွာလာရေးနဲ့အလို့ကိစ္စတွေကိုကြီးမားစွာထိခိုက်စေတဲ့အတွက်ဒီနီလန်ကထိရောက်တဲ့ဖြေရှင်နီဟုတ်ရဲ့လားဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။ဒီလိုအချိန်နေအခြေခံဤပညာတွေပြတ်တောက်မှုကြောင့်စီးပွားရေးလုပ်ငန်းတွေနဲ့လူမှုဘဝတွေပြည့်စည်ရတာက ဒရုန်းတိုက်ခိုက်မှု NDA ထက်တောင်ပိုပြီးတော့ဆိုးရွားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ခင်ဗျားတို့မြင်တွေ့ခဲ့ရတဲ့အတိုင်းပါပဲ။သမ္မတဗိုလ်တင်ဟာ GPS လမ်းကြောင်းလွဲစေတဲ့ခရီးရာတွေ GPS jamming နဲ့ ဆယ်လူလာအင်တာနက်ကိုအနှောင့်အယှက်ပေးထားတဲ့ကိရိယာတွေဆယ်လူလာအင်တာနက်ဂျမ်မင်းကိုအသုံးပြုပြီးတော့ယူကရိန်းကပေးပို့လိုက်တဲ့ဒရုန်းတွေရဲ့လမ်းကြောင်းကိုလွဲသွားအောင်အပတ်တကုတ်စူးစမ်းနေတာပါဒီနီလန်ကရုတ်တရက်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ယူကရိန်းဘက်ကဒရုန်းတွေကသူတို့ရဲ့ပြမျက်ကိုရှာဖွေပြီးဖျက်ဆီးဖို့အတွက်အင်တာနက်နဲ့ GPS နည်းပညာကိုအဓိကအသုံးပြုကြလို့ပါပဲ။ဒါပေမဲ့ဒီမှာအကြီးမားဆုံးပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ ယူကရိန်းနေထက်ရုရှားနိုင်ငံသားတွေကအများကြီးပိုပြီးတော့ဒုက္ခရောက်နေကြတာပါပဲ။ဘာလို့လဲဆိုတော့ယူကရိန်းတွေကသူတို့ပြင်မဲ့ထားတဲ့အရာတွေကိုဆက်ပြီးတော့ထိမှန်နေတုံးပါပဲ။သူတို့လိုချင်တဲ့ပြင်မဲ့တွေကိုဆုံးရှုံးသွားအောင်လုံဆောင်နိုင်ခြင်းမရှိဘဲပြည်သူတွေရဲ့နေစဉ်ဘဝကိုပဲပျက်စီးစေခဲ့တာပါ။ရုရှားလူမှုကွန်ရက်တွေပေါ်ကနေထွက်ပေါ်လာတဲ့ဗီဒီယိုတွေနဲ့ တုံ့ပြန်မှုတွေကိုကြည့်ရတာကတော့ရုရှားပြည်သူတွေဟာသူတို့ရဲ့ရေနံချက်စက်ယုံတွေမီးလောင်သွားတာဟုတောင်းအခုလို internet နဲ့ GPS တွေဆုံးရှုံးရတာလောက်စိတ်မသက်မသာမဖြစ်ကြဘူးထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒေါသနဲ့စိတ်ပြတ်မှုကိုကျွန်တော်လုံးဝနားလည်ပြီးအပြစ်မတင်လို့ပါဘူးကျွန်တော်တို့တည်ထားပြီးသားဖြစ်တဲ့အချက်တစ်ခုကတော့ဗိုလ်တင်ရဒရုန်းတိုက်ခိုက်မှုဆိုတဲ့အကြောင်းပြချက်ကိုအသုံးချပြီးရုရှားရဲ့အင်တာနက်အပေါ်သူရဲ့ချုပ်ကင်မှုကိုပို့ပြီးတော့တင်းကျပ်ဖို့စူးစမ်းနေတာပါပဲ သူကနိုင်ငံတွင်ကသတင်းအချက်အလက်စီးဆင်းမှုကိုပို့ပြီးတော့စင်စာဖြတ်တောက်ချင်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့သူစတင်ခဲ့တဲ့ဒီစစ်ပွဲကြီးက သူစီစဉ်ထားခဲ့တဲ့အတိုင်းလုံးဝဖြစ်မလာခဲ့လို့ပါပဲ။စင်မီပြင်းကရှုံးနေမှုတွေနဲ့ပြည်တွင်းမငြိမ်မသက်မှုတွေကိုဖုံးကွယ်ဖို့လိုအပ်နေတာပါ။တကယ်တမ်းလက်တလုံးမှာဖြစ်ပျက်တွေကိုကြည့်မယ်ဆိုရင်ရုရှားအာဏာပိုင်တွေကပြည်သူတွေအများဆုံးအသုံးပြုနေတဲ့ Telegram နဲ့ WhatsApp ပေါ်ကဖုန်းခေါ်ဆိုမှုတွေကိုပိတ်ပင်ချမှတ်ထားပြီးတော့ရုရှားနိုင်ငံသားတွေကို Max လို့ခေါ်တဲ့ app အသစ်တစ်ခုကို download ဆွဲဖို့အတင်းကျပ်ထွန်းအားပေးနေပါတယ်။ ဒါပေမဲ့ဒီမှာလည်းပြဿနာတစ်ခုပဲရှိပါတယ်။အဲဒီ Max လို့ခေါ်တဲ့ App Ethic က Kremlin နဲ့တော့ကနေဖန်တီးထားပြီးတော့ Kremlin ကနေပဲဓာတ်ရိုက်စီမံခန့်ခွဲထိန်းချုပ်နေတဲ့ App တစ်ခုဖြစ်နေလို့ပါပဲ။ဒါကြောင့်နောက်ဆုံးသုံးသပ်ချက်နေနဲ့ပြောရမယ်ဆိုရင်ပူတင်ကကောင်းကင်ဘော်က drone တွေအကြောင်းကိုစိုးရင်ပူပန်နေတာထက်ရုရှားပြည်သူတွေကသူတို့ရဲ့ဖုန်းထဲမှာ ဘာရီ message ပို့နေကြသလဲအချင်းချင်းဘာရီပြောဆိုနေကြသလဲဆိုတော့လူလူရဲ့ဆက်သွယ်ပြောဆိုမှုတွေကိုပို့ပြီးတော့စိုးရိမ်နေပုံရပါတယ်လို့ကောက်ချက်ချနိုင်ပါတယ်။ဒါပေမဲ့ဒီလိုရှုပ်ထွေးတဲ့အခြေအနေတွေကြားမှာတော့ဘာရီဖြစ်ပြနေမှန်းကိုအတိအကျနားမလည်သေးတဲ့ရုရှားလူမျိုးတချို့လည်းကြန့်ရှိနေပါသေးတယ်။သူတို့ကသတင်းအချက်အလက်ပေးဆိုမှုတွေကြားမှာရောက်နေကြပြီးတော့အစိုးရအခြားပြတဲ့အကြောင်းအရာတွေအပေါ်မှာပဲအခြေခံပြီးတော့ နားလည်နေနိုင်ပါသေးတယ်။တကယ်တော့ကံမကောင်းစွာနဲ့ပဲရုရှားပြည်သူတွေရဲ့အတွက်အခုရင်ဆိုင်နေရတဲ့အင်တာနက်ပြတ်တောက်မှုဆိုတာသူတို့ရဲ့အစိုးရပူပန်မှုတွေတည်းကအသေးဖွဲဆုံးပြဿနာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့နေစဉ်ဘဝကိုပုံမထိခိုက်စေမဲ့စီးပွားရေးဆိုင်ရာပြဿနာကြီးတွေကလည်းထက်မှန်ပေါ်ပေါက်လာနေလို့ပါပဲ။ နောက်ထပ်သိသားတဲ့အချက်ကတော့ရုရှားကုမ္ပဏီအများအပြားဟာနိုင်ငံရဲ့အကြီးဆုံးသောကုမ္ပဏီကြီးတချို့အပါအဝင်ဝန်ထမ်းတွေကိုအစုလိုက်အပြုံလိုက်အလုံးဖြုတ်နေကြပါတယ်။ဒါအပြင်ကျန်ရှိတဲ့ဝန်ထမ်းတွေအထက်လည်းအလုံးလုံးရက်ကိုတစ်ပတ်၅ရက်ကနေ၄ရက်ထိရှော့ချနေကြပါတယ်။ဒီလိုမျိုးအလုံးလုံးရက်ရှော့ချလိုက်တာဝန်ထမ်းတဦးချင်းစီရဲ့လစာဝင်ငွေအပေါ်မှာကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်စေပြီးမိသားစုဘဝရည်တည်ရေးအတွက်စိန်ခေါ်မှုတွေများပြားလာစေပါတယ်။ဒီလိုမျိုးလစာတွေကျုံဝင်သွားတဲ့အခြေအနေက ရုရှားနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုကိုထည့်သွင်းစဉ်းစားလိုက်တဲ့အခါပို့ပြီးတော့တောင်ဆိုးရွားတဲ့အကျိုးဆက်တွေကိုဖြစ်စေပါတယ်အထူးသဖြင့်အစအသောက်ငွေကြေးဖောင်းပွားမှုဟာအလွန်အမင်းမြင့်တက်နေတာကိုတွေ့ရပါတယ်ဒီနှစ်ရဲ့အများစုမှာငွေကြေးဖောင်းပွားမှုနှုန်းက10ရာခိုင်နှုန်းကျော်နေခဲ့တာကိုတွေ့ရပါတယ်တကယ်တမ်းတော့ပြီးခဲ့တဲ့၂လအတွင်းမှာပဲ10ရာခိုင်နှုန်းအောက်ကိုအနည်းငယ်ချဆင်းလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မှ9.5ရာခိုင်နှုန်းလောက်ရှိနေတော့မှာပဲဒါပေမဲ့သတိပြုရမှာက ီကိန်းကနန်းတွေကရုရှားအစိုးရကတရားဝင်ထုတ်ပြန်ထားတဲ့ကိန်းကနန်းတွေသာဖြစ်ပါတယ်ရုရှားတွေက ကျွန်တော်တို့ကိုအမှန်တရားအားလုံးကိုပြောပြနေမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့တေချာပေါက်သိထားတတ်ပါတယ်တဲ့။နောက်ပြီးတော့ဒါစူဆောင်းစူပေါင်းတွက်ချက်ထားတဲ့ကိငနန်တစ်ခုဖြစ်ပြီးတော့ရုရှားဗဟိုဘဏ်ကစောင့်ကြည့်နေတဲ့အစားအသောက်ဈေးနှုန်းတစ်ခုလုံးရဲ့ပြန်မြောက်ကိုကြည့်ပြီးတော့တွက်ချက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားပြည်သူတွေအများဆုံးစားသုံးတဲ့တဦးချင်းစီပစ္စည်းတစ်ခုချင်းစီရဲ့ဈေးနှုန်းကိုစပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့အချိန်တွေကပိုပြီးတော့ဆိုးရွားနေတာကိုတွေ့ရမှာပါ။အာလူကိုဥပမာအနေနဲ့ခြေချရအောင်ပါ။ဘာလို့လဲဆိုတော့ ရုရှားဟာဆိုရင်တော့ရုရှားအစားအစာရဲ့အဓိကအခြေခံအကြဆုံးအစားအစာတွေထဲကတစ်ခုကတော့အာလူးဖြစ်ပါတယ်။ရုရှားမှာဆိုရင်အာလူးကိုဒုတိယပါမောင်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ပြီးခဲ့တဲ့ဆန္ဒလအတွဲမှာ အာလူးစင်းလုံးက 200ရာခိုင်နှုန်းအထိတိုးတက်သွားခဲ့ပါတယ်။ဒါဟာ12လအတွင်းမှာဈေးနှုန်းက3ဆတက်သွားတယ်ဆိုတဲ့အထိပဲပါပဲ။ဒီလိုဈေးနှုန်းမြင့်တက်မှုမျိုးကပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာဆိုရင်တော့ဒါအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးတော့အထူးသဖြင့်ဝင်ငွေလစာတွေရောကြကျုံးဝင်နေတဲ့ရုရှားမိသားစုတွေအတွက်ကြီးမားတဲ့ပြဿနာနဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနေတာဖြစ်ပါတယ်။အာစုဈေးနှုန်းကိုကြည့်မယ်ဆိုရင်အခု23နှစ်အတွင်းမှာဆိုရင်ဒါအပြင်းထန်ဆုံးဖြစ်တယ်ဆိုပြီးတော့လည်းသတ်မှတ်ထားကြတာဖြစ်ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့2026ခုနှစ်အတွက်ရုရှားဘတ်ဂျက်အရနိုင်ငံသားတွေကအခုနေပို့ပြီးတော့ပေးဆောင်ရတော့မှာဖြစ်ပေမဲ့အဲဒီပစံတွေကရုရှားပြည်သူတွေရဲ့လူမှုဖူလုံရေးအတွက်သုံးစွဲဖို့သူတို့စီအောင်လုံးဝရောက်သွားမှာမဟုတ်ပါဘူး။အဲဒီပစံတွေအားလုံးက ရုရှားစစ်တပ်စီကိုတိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပါတယ်။ပြီးတော့ဂျာဟာအလွန်ကြီးမားတဲ့ပမာဏတစ်ခုပါ။ဆိုးရရဲ့ဘတ်ဂျက်စုစုပေါင်းရဲ့၄၀ရာခိုင်နှုန်းကိုကာကွယ်ရေးနဲ့ပြည်ရင်းလုံခြုံရေးအတွက် သုံးဆွဲသွားဖို့အစီအစဉ်ထားပါတယ်။ဒီလိုလိုရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့သမ္မတပူတင်အနေနဲ့ဘိုက်ဆာနေတဲ့ရုရှားပြည်သူတွေဟာ Kremlin ကိုလာရောက်ပြီးပြည်သူ့ရဲ့အစိုးရကိုဖျောက်ချသွားမှာကိုစိုးရင်ပူပန်နေလို့ပါပဲ။စီးရီးအသုံးစရိတ်ကိုအစမတန်တိုးမြှင့်ပြီးတော့ဖြစ်ရင်းမှာလုံခြုံရေးကိုတင်းကျပ်ဖို့စူးစမ်းနေခြင်းဖြစ်ပါတယ်။ ဒါလောက်များပြားတဲ့ပမာဏတွေသုံးဆွဲနေတာကြောင့်မလုံလောက်သေးတဲ့အတွက်ပူတင်ကအရေးကြီးတဲ့ကဏ္ဍတွေကနေပတ်စံတွေကိုလွှဲပြောင်းယူနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစိုးရရဲ့ဝင်ငွေကအရင်အလောက်မကောင်းတော့လို့ပါ။ဒါကြောင့်မို့ဂျမ်းမရေးဆောင်ရှောင်းမုန်းနဲ့စေးဝါလိုမျိုးအရေးကြီးတဲ့အရာတွေကဖြတ်တောက်ချင်းခံနေရပါတယ်။တကယ်တော့ရုရှားရဲ့ဂျမ်းမရေးဆောင်ရှောင်းမှုလုပ်ငန်းမှာအချိန်တွေကအလွန်လျင်မြန်စွာဆိုးရွားလာနေပါတယ်။ မကြခင်မှာတို့ဟာအလွန်ဆူးရှားတဲ့ကျန်းမာရေးအကျက်အသေးတစ်ခုနဲ့ရင်ဆိုင်ရနိုင်ခြေရှိပါတယ်။အစိုးရစည်းရုံးတွေမှာဆံဝင်ရှာဖားမှုနဲ့ရင်ဆိုင်နေရပါတယ်။ဘာကြောင့်လဲဆိုတော့ပူတင်မှာဆံဝင်တွေကိုမျှတာတဲ့လစာပေးဖို့အတွက်ဘတ်ဂျက်ထဲမှာပတ်စံအလုံးလောက်မရှိတော့လို့ပါပဲ။ဒါကြောင့်ဆံဝင်တွေကအစိုးရစည်းရုံးတွေမှာအလုံးလုံးမဲ့အစားလစာပို့ကောင်းတဲ့ပုတ်ကလေးကစည်းကမ်းတွေမှာအလုံးလုံးဖို့ရွေးချယ်လာကြပါတယ်။ဒီအခြေအနေကိုဖြေရှင်းဖို့အတွက်ပူတင်က အစိုးရကဏ္ဍကိုပတ်စံပို့ပြီးတော့မခွဲဝေပေးစင်ပါဘူး။အဲ့ဒီအစားသူဟာဆရာဝန်တွေကိုပုဂ္ဂလိကဈေးကနေမှအလုံးလုံးခွင့်ကိုပိတ်ပင်လိုက်ခြင်းဆိုတဲ့အာဏာဆန်တဲ့နိလန်းကိုအသုံးပြုခဲ့ပါတယ်။ဒီလိုအဖြေရှာပုံနိလန်းကိုကြည်ကျင်အဖြစ်ပုံစံတစ်ခုကိုစပြီးတော့သတိထားမိလာပါပြီလို့ပြောနိုင်ပါတယ်။သမရဘုတ်တယ်မှာပြဒနာတစ်ခုရှိလာတိုင်းသူ့ရဲ့အဖေကအမြဲတမ်းသူမကြိုက်တဲ့အရာတစ်ခုခုကိုပိတ်ပင်လိုက်ခြင်းပဲဖြစ်နေပါတယ်။ဒါပေမဲ့သူကအမိုက်တေကိုတော့ပိတ်ပင်လို့မရပါဘူး။ဒီစကားက ဥပစာစကားမဟုတ်ပါဘူးဒါဟာရုရှားမှာတကယ်တမ်းဖြစ်ပွားနေတဲ့ပြဿနာပါပဲရုရှားမှာအမိုက်ပုံတွေဖြိုလဲနေတဲ့အခြေအနေကိုရောက်နေပါပြီရုရှားဒေသပေါင်း30လောက်ဟာအမိုက်ပုံစရှားပါမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဒီအမိုက်ပုံတွေကို2019ခုနှစ်မှာအစားထိုးဖို့စီစဉ်ထားခဲ့ပေမဲ့ဗုဒ္ဓရာသူရဲ့စစ်ပွဲအတွက်ရန်ပုံငွေစုဆောင်းနေရတာနဲ့အလုံများနေခဲ့ပါတယ်။ဒါကြောင့်သူတို့ဟာ6နှစ်အကြာမှာတိစောက်ပြီးစီးရမယ့်အမိုက်ပုံအစ်စ်ကိုအခုထိမရသေးပါဘူး။ အကျိုးဆက်အနေနဲ့အခုဆိုရင်ရုရှားဒေသတွေကလမ်းမတွေပေါ်ကအမိုက်တွေအောက်မှာနည်းမြောက်မဲ့အခြေအနေကိုရင်ဆိုင်နေရပါပြီ။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။